So this is a very critical situation for the Chinese economy. Trump holds the high cards. 300 million people lose their jobs. Factories are shutting down. Business owners have fled. They stopped us all here and didn't let us eat. Hello, <laughs> ယောနိုင်ငံရဲ့စီးပွားရေးကတော့တကယ့်အကျက်အတီတွေကိုရောက်နေပြီဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကအသွင်းကုန်ခွန်တွေမြင့်တင်လိုက်ပြီးတဲ့နောက်မှာတရုတ်ပြည်တွင်းကအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအကုန်ဒုက္ခရောက်ကြပြီးနောက်ဆုံးမှာတော့တော်တော်များများအလုံးပိတ်သိမ်းလိုက်ရတဲ့အဖြစ်ကိုရောက်ကုန်ကြပါတယ်။အကျိုးဆက်အနေနဲ့တရုတ်မှာအလုံးလက်မဲ့လူဦးရေကအရှိတို့အတွင်းမှာမြင့်တက်လာခဲ့ပြီးတော့မှလောက်ခလားစာတွေလည်းမရကြတော့တဲ့နောက်မှာတရုတ်ပြည်သူတွေဟာလမ်းမပေါ်ထွက်ပြီးဆန္ဒပြလာခဲ့ပါတယ်။ ီအကြောင်းတွေကိုကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့ပူပြီးသားမို့မိတ်ဆွေတို့လည်းတည်ထားပြီးသားဖြစ်မှာပါကျွန်တော်အခုလိုပြန်ပြောနေရတာကတေဝအခုချိန်မှာလုံးဝထိန်းချုပ်လို့ကိုမရတော့ပဲမင်းမေးစရိုက်ဆန်ဆန်ဗယံမာအရှင်တွေကိုတော့မှရောက်နေပြီဖြစ်တဲ့အတွက်ပါဟုတ်ပါတယ်တရုတ်ပြည်တွင်းမှာအရှင်တွေဟာလုံးဝကိုကပြောင်းကပြန်နဲ့ဝယုံသုံးကားအရှင်တွေဖြစ်နေတာပါဘယ်လောက်ထိတောင်လဲဆိုရင်လူထုကိုကလေးစားရှင်မယ်ဆိုပြီးတော့မှလမ်းမထက်မှစန္ဒာပြသူတွေသူပဒတာသူအေးအေးလူလူတောလာလှုပ်ရှားနေကြတယ်ပြည်သူတွေကိုတော့မှ အကြောင်းမေးတက်တက်ရန်ရှာတက်ဖြတ်နေတဲ့လူတန်းစားတရက်တော့မှပေါ်လာခဲ့တာဖြစ်ပါတယ်။တရုတ်မျိုးတိုင်းကလမ်းမတွေထက်မှာအကြောင်းမေးအသက်အန္တရာယ်ရှာနေသူတွေများပြားလာခဲ့တဲ့အတွက်တရုတ်ပြည်သူတွေအနေနဲ့တနေရာနဲ့တနေရာသွားလာဖို့အတွက်တော့မှနောက်ကျော့မအေးရတော့ဘူးလို့လည်းသိရပါတယ်။ကျွန်တော်အမြင်ကတော့ဒီလူတွေကအကြောင်းမေးတက်တက်ပေါ်လာတာမဟုတ်ပဲအုပ်စုတစုဖွဲ့ပြီးတော့မှအကြံဖက်လုပ်ငန်းစဉ်တွေကိုအကောင့်တွေပေါ်တာမျိုးဒါမှမဟုတ်သူတို့နောက်ကွယ်မှာအဖွဲ့အစည်းကြီးတစ်ခုခုကကြိုးကင်ထားပြီးတော့မှ လူလူကိုလမ်းမထက်ရောက်မလာအောင်တမင်သက်သက်လုပ်နေတာမျိုးဖြစ်မယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလူတွေဟာ Revenge Against Society ပေါ့နော်ဒီလူမှုအတိုင်းဝိုင်းကို lesser ခြေချင်းဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့တော့မှလှုပ်ရှားနေကြတာဖြစ်နေလို့ပါ။ပြီးတော့မှမြို့တစ်မြို့တနေရာဒီမှာဖြစ်နေတာမဟုတ်ပဲတရုတ်မျိုးတိုင်းနေတိုင်းမှာဒီလိုမျိုးဖြစ်စဉ်တွေအများကြီးပြင့်မြင့်နေရတာဖြစ်ပါတယ်။ဒါကြောင့်မဲ့တရုတ်ဟာမင်းမေးစရိုက်တွေဖြစ်နေတဲ့အခြေအနေတော့မှအစီအနေဆိုးနေတယ်လို့ကျွန်တော်ပြောရတာပါ။ ဥပမာပြောရရင်မေလ2ရက်နေ့တုန်းကဖြစ်သွားတဲ့အဖြစ်အပျက်ကိုပဲကြည်ပါအဲ့ဒီမှာအသက်50ကျော်အရွယ်ရှိတဲ့ယောက်ျားတဦးဟာဆိုင်ကယ်ကိုခက်ကြမ်းကြမ်းစီးလာခဲ့ပြီးတော့မှလူတွေကိုဓာတ်နဲ့လိုက်ထိုးနေခဲ့တယ်လို့သိရပါတယ်ပြီးတော့မှဓာတ်ဒဏ်ရာကြောင့်လေးကျတော့တဲ့သူတွေကိုလည်းဒီအတိုင်းမထားပဲလေဘင်းကိုလှည့်ဖြတ်ဖို့တောင်မှကြံခဲ့တယ်လို့လည်းသတင်းတွေကဖော်ပြထားပါတယ်ဒီဖြစ်ရတဲ့ပတ်သက်လို့ online ထက်ကိုတက်လာတဲ့ဗီဒီယိုတွေဟာလည်းတော်တော်ဆိုးဆိုးဝေါ်ဝေါ်ပါပဲကျွန်တော်အနေနဲ့အဲ့ဒီဗီဒီယိုကိုဒီအခုဗီဒီယိုလေးမှာပဲထည့်သွင်းဖော်ပြခြင်းပေမဲ့ YouTube ရဲ့ guideline တွေနဲ့မကန့်ညီလို့ရှင်လှတ်ထားခဲ့ရပါတယ်။ဆိုတော့ဒီဖြစ်ရက်ကဘယ်လောက်ဆိုတယ်လဲဆိုတာဗီဒီယိုဒီအပိုင်းစာလေးတစ်ခုကိုပဲမိတ်ဆွေတို့ကြည့်ကြည့်လိုက်ပါ။ ရုတ်ရေးဌာနကတော့ဒီပြည်စင်မှာလူနှုတ်ဒဏ်ရာရခဲ့ပြီးတော့မှတရားခံလို့ယူဆရသူအသက်54နှစ်အရွယ်ပုဂ္ဂိုလ်ကိုတော့ဖမ်းဆီးထိန်သိမ်းထားတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဆိုတော့ဒီလူဟာစိတ်ပိုင်းဆိုင်ရာပြဿနာတွေရင်ဆိုင်နေရသူဖြစ်လိမ့်မယ်။ဒါကြောင့်သူ့အနေနဲ့စိတ်လွတ်တော်ပြီးတော့မှဒီလိုအမှုမျိုးတွေကျူးလွန်တာပါပဲ။ဒါမျိုးဖြစ်ရကဘာဆန်းတယ်လဲလို့တွေးမိနေကြမယ်ထင်ပါတယ်။ဒါပေမဲ့လည်းဒီတရုတ်မှာကဒီလိုဖြစ်စဉ်မျိုးတွေဟာအခုတလောမှာ မြို့နေတိုင်းနှီးပါးမှာခက်စိတ်စိတ်ကိုဖြစ်နေတာပါ။ဒါကြောင့်ဒီကိစ္စတွေကသွေးရိုးသားရိုးမဟုတ်တော့ပါဘူး။တာမန်စိတ်ပိုင်းဆိုင်ရာပြဿနာတွေရင်ဆိုင်နေရသူတူကပောက်ကရလုပ်ပြီးတော့မှလူထုကိုရန်ရှာတာမျိုးမဟုတ်တော့ပါဘူး။အဖွေးစီတစ်ခုခုဒါမှမဟုတ်ဒီလိုဖြစ်စဉ်တွေဖြစ်လာဖို့ကြံစည်နေသူတူကနေ့စဉ်နဲ့အမျှဒီလိုအမှုမျိုးတွေဒီဖန်တီးနေတာဖြစ်တော့ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ပြည်သူတွေစီးပွားရေးကြက်တီးကြလို့ဆန္ဒပြနေကြခြင်းနဲ့တိုက်တိုက်ဆန်ဆန်ကိုပဲဒီလိုအမှုမျိုးတွေဟာ တရုတ်မှနေစင်တဲ့အမြာနီပါကိုများလာလို့ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဖြစ်တော်ခဲ့တဲ့အမှုတမှုအကြောင်းလေးကျွန်တော်ပြောပြပေးခြင်းပါတယ်။အဲ့ဒီအမှုကတော့စာသင်ကျောင်းတစ်ကျောင်းမှာကလေးတွေကိုအန္တရာယ်ပြုဖို့စ조사ခဲ့တဲ့အမှုဖြစ်လို့ပို့လို့တော်မှဆိုရပါသေးတယ်။ဒီအမှုကိုလည်းဒီမီဒီယာတွေကကိုလူထုအပေါ်မှာရင်ရှာတဲ့အမှုတမှုဖြစ်တယ်လို့ခေါင်းစဉ်တက်ခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ညနေ6:00နာရီလောက်မှာကလေးတွေကြောင်းဆင်းနေတဲ့အချိန်မှာကာဒစီဟာကလေးငယ်တွေချားကိုအရှင်ပြင်းပြင်းနဲ့ တိုးဝင်ပြီးတော့มาတိုက်ခိုက်တာဖြစ်ပါတယ်။တရုတ်နိုင်ငံဒီအချင်းချင်းပြည်နယ်ပေါ့နော်ဒီကျင်းဟော်မြို့မှာဒီအဖြစ်ဆိုးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ online ထက်ကိုရောက်လာတဲ့ဗီဒီယိုကလစ်တွေထဲမှာဆိုရင်ဖြစ်စဉ်ပြီးတဲ့နောက်မှာထားတော့မထားနိုင်တော့ပဲလမ်းမထဲမှာလေးချနေတဲ့သူအများအပြားကိုမတွေ့ရတဲ့အတွက်ဒဏ်ရာရသေဆုံးသူဥယေကမနေတော့ပါဘူး။တရုတ်ပြည်တွင်းသတင်းတွေအရလည်းဒီအမှုမှာပြည်သူတော်တော်များများသေဆုံးခဲ့တယ်လို့ဖော်ပြထားပြီးတော့မှဘလောက်အထိသေဆုံးခဲ့တယ်လဲဆိုတာကိုတော့အခုထက်ထိမသိရသေးပါဘူး။ထုံးစံအတိုင်းပဲတရုတ်အစိုးရကတော့ ဒါဟာမတော်တဆကားတိုက်မှုသာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားတာကိုတော့တွေ့ရပါတယ်။ကျွန်တော်ကြည့်ခဲ့ရတဲ့ဗီဒီယိုတွေမှာတော့အနည်းဆုံးလူ၅ဦးလောက်ဟာမလုံနိုင်တော့ပဲအဲ့ဒီထဲမှာကြောင်းသူကြောင်းသား၃ယောက်လောက်ပါဝင်နေပါတယ်။အဲ့ဒီဗီဒီယိုကလေးကလည်းတွေးထွက်တန်ယူတွေပါနေတဲ့အတွက် YouTube မှာတင်ပေးလို့မရတာကြောင့်ကျွန်တော်ဒီဗီဒီယိုတွေမှာမထည့်ခဲ့တာပါ။ဟုတ်ပါတယ်ဒါတရုတ်လက်ရှိကြုံတွေ့နေရတဲ့ဖြစ်ရပ်ဆိုးတွေပါ။တရုတ်ပြည်ရဲ့လက်ရှိပဂရီအစီအစဉ်အမှန်တရားပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးလူထုကိုတိုက်ခိုက်နေတဲ့သူတွေကိုယ်တိုင်ကားကို လူထုအပေါ်မှာကလေးစားရှိခြင်းဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်ရှားနေကြတာဖြစ်တဲ့အတွက်တရုတ်ပြည်သူတွေအနေနဲ့အခုချိန်မှာထိုင်းလန်းရှောက်ထားစရာအိမ်မက်ဆိုးတွေကိုဖျက်ဆီးနေရတယ်လို့တောင်မှပြောနိုင်ပါတယ်ဆိုတော့ဘာကြောင့်ဒီလူတွေကဒီလောက်အထိဒေါသထွက်ပြီးတော့မှလူထုကိုရန်ချနေတာလဲဘာတွေကိုများကလေးစားရှိခြင်းနေတာလဲဘသူကိုမချင်မနဲ့ဖြစ်နေကြတာလဲသူတို့နောက်မှာရောအဖွဲအစည်းကြီးတစ်ခုခုများရှိနေမလားဆက်ကြည့်ရအောင်ပါဒါတွေအားလုံးရဲ့အဓိကအရင်အမြစ်ကိုတော့ကြည့်လိုက်မယ်ဆိုရင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပဲကျွန်တော်တို့တွေမျက်စိတွေပြင်းမြင်ပြီးကြားမှာပါဟုတ်ပါတယ်ဒီဒေါ်နယ်ထရန့်ရှာမိတ်ခဲ့တဲ့သွန်ကုန်ခွန်တုံမြင့်မှုတွေကြောင့်တရုတ်ကဒီလောက်အထိကိုအခြေအနေဆိုးတော့ခဲ့တာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ထရန့်ကကျွန်တော်တို့ကတရုတ်ကိုသွန်ကုန်ခွန်တွေနဲ့ထိုးနှက်လိုက်တာဟာအကောင်ဆုံးအလုပ်တစ်ခုကိုလုပ်လိုက်တာပါပဲကဘာကြီးရဲ့တမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်တရုတ်ကကျွန်တော်တို့အပါအဝင်အခြားနိုင်ငံတွေစီကအလုပ်ကအခွင့်အရေးတွေကိုတော်တော်များများယူသွားတာကိုတွေ့ရပါလိမ့်မယ် ါကြောင့်ကျွန်တော်ကတရုတ်ပေါ်မှာတွင်းကွန်ခွန်145ရာခိုင်နှုန်းအထိမြင့်တင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။တရုတ်ကတော့ဘလောက်ပဲဖြစ်ဖြစ်ဘာမှထုမှမဟုတ်ဘူးလို့တုံ့ပြန်ထားတယ်။ဒါပေမဲ့ဒီတွင်းကွန်ခွန်တူမြင်မှုတွေကြောင့်တရုတ်ကကျွန်တော်တို့နဲ့အပေးအယူလုပ်ဖို့ညှိနှိုင်းလာလိမ့်မယ်လို့ယုံကြည်ကြပါတယ်။ဒါကအလုပ်ဖြစ်ပါတယ်။မျှလဲမျှတပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအရင်သမတားဟောင်းဂျိုးဘိုင်နဲ့လက်ထက်မှာဒေါ်လာထရီလီယံပေါင်းများစွာဆုံးရှုံးထားရတာဖြစ်ပါတယ်ဆိုပြီးတော့တော့မှလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပြောထားသေးတာပါ။ကြည့်ရတာ trend အနေနဲ့တရုတ်ကသာမကအ ဂျိုးဘိုင်ဒန်ကိုပါတော်တော်လေးမကြင်မနဲ့ဖြစ်နေပုံရပါတယ်သူဒုတိယအကြိမ်ရောက်သမ္မတသက်တမ်းဆောင်ရွက်ချိန်ကြရင်မကြင်တဲ့ချက်တွေကိုဖောက်ရှားပြစ်မယ်ဆိုပြီးတော့များတွေးထားသလားပါပဲတကယ်လိုက်ဒီအခုချိန်မှာဆိုရင်ထရိုင်ဟာတရုတ်ကိုထိထိမိမိထိုးနှက်နေပြီးတော့မှသူ့လုပ်ရက်တွေနဲ့ပတ်သက်လို့လည်းအရင်ပိုင်းနဲ့အစိုးရနဲ့အမြင်နှိုင်းရှင်ပြီးတော့မှဂုံယူဝင်ကြောစော်ပြောနေကြတာပါထရိုင်ကျင်တဲ့အားရနေရအောင်လေတရုတ်ကအစီအနေဆိုးနေတာဖြစ်ပါတယ်ကျွန်တော်အရင်ဗီဒီယိုလေးမှာပြောထားခဲ့သလိုပဲ လက်ကျင့်လုခလာစာတွေကိုပြည့်စုံဖို့ဆန်ထားပြနေကြတဲ့တရုတ်ပြည်သူတွေဟာလက်မထက်မှအများကြီးရှိနေသည်လို့တွန်းကုန်ခုမြင့်တက်မှုတွေကြောင့်လဲစက်ရုံအလုံးယုံတွေတော်တော်များများပိတ်သိမ်းထားရတာဖြစ်ပါတယ်။ဒါတွေဟာ train ရဲ့တွန်းကုန်ခုမြင့်တက်မှုကကောင်းကောင်းကြီးအလုံးဖြစ်တယ်ဆိုတဲ့သက်သေတွေပါပဲ။ဘလောက်ထိအောင်လဲဆိုရင်တရုတ်ရဲ့စီးပွားရေးဟာအခုချိန်မှာလွန်ခဲ့တဲ့ဆီဆောက်လာတာအတွင်းမှာအနိုင်ဆုံးအမှတ်ကိုရောက်လာတဲ့အထိကြာဆင်းလာခဲ့ပါတယ်။ဆိုတော့ train အနေနဲ့တရုတ်သမ္မတရှီကျင်းဖင်ကသူနဲ့ညှိနှိုင်းမလာမရှင်ဒီ လွန်ကုန်ခွင့်မြင့်တင်ထားမှုတွေကိုဆက်လက်ထိန်းသိမ်းသွားနိုင်ပြီးတော့မှအချိန်ကြာလေလေတရုတ်အတွက်တည်ရရှင်ရေးဖြစ်လာလေလေဆိုတဲ့ရာလဲမျိုးကိုအကောင့်တွေပေါ်နေတာဖြစ်ပါတယ်။ဒီပွဲမှာတော့ trend ကအပေါ်စီးကဖြစ်နေတဲ့အတွက်ရှင်းချင်းပြန်အနေနဲ့ American နဲ့ကုန်တွေရေးစပွဲကိုအဆုံးထိတိုက်တော့မယ်လို့သာကြွေးကြော်နေတာ။တကယ်တကယ်တမ်းမှာတော့သူ့လက်ထက်မှာကစားစရာကက်ကာများများဆာဆာရှိမနေတော့ပါဘူး။နိုင်ငံတိုင်းကလည်း American နဲ့ပူးပေါင်းပြီးတော့မှတွန်းကုန်ခွန်တွေနဲ့ပတ်သက်လို့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေကြတဲ့အတွက် ရှင်းချင်းပြားလည်းဒီ train နဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးတော့မှတွန့်ကုန်ခွန်တွေနဲ့ပတ်သက်လို့ရုပ်သိမ်းပေးဖို့ဖြေလျှော်ပေးဖို့တောင်းဆိုစရာတဏီတဲ့ကြံပါတော့တယ်။မဟုတ်ရင်တော့သူနဲ့တရုတ်ခွင်မီနဲ့ပါတီ CCP ရဲ့အဖြစ်ကယုံလေနေလေဖြစ်နေတော့မှာပါလား။ငကုတ်ကလေးကတဖြည်းဖြည်းတန်းလာတဲ့တရုတ်စီးပွားရေးကို train လာတွန့်ကုန်ခွန်တွေနဲ့အဆိုးဆုံးဖြစ်အောင်ထိုးနှက်ပစ်ခဲ့တာကတော့ဒီတပွဲမှာ train ရဲ့မဟာဗျူဟာရွေးချယ်မှုမှန်တော့တယ်လို့တော့မှပြောလို့ရပါတယ်။တကယ်တော့ဒီတရုတ်စီးပွားရေးဟာအဲ့ဒီမတိုင်မီကလေးကအခြေအနေစိုးနေကြတာပါ။ကုန်တွေရေးစစ်ပွဲမစမ်းမီမှာဆိုရင် ရုတ်ပြည်သူတူရဲ့နေစဉ်ဝင်ငွေဟာ9ဒေါ်လာပေါ့နော်မြန်မာငွေနဲ့ဆိုရင်1000ကျော်ကျော်လောက်ပဲရနေတဲ့အထိပါပဲဟုတ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆင်ရင်တော့တရုတ်ပြည်သူတူရဲ့တရက်တာဝင်ငွေဟာမလောက်စရာဖြစ်နေသေးပေမဲ့လည်းအခြားသောအင်အားကြီးနိုင်ငံတွေနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့အတော်လေးကိုနေပါတဲ့ဝင်ငွေဖြစ်နေတာပါဒီအခြေလက်တွေဟာအနောက်မီဒီယာတွေကဖော်ပြထားတာမဟုတ်ပဲတရုတ်ပြည်တွင်းမီဒီယာအရှုကဖော်ပြထားတဲ့အခြေလက်တွေဖြစ်တဲ့အတွက်တရုတ်ကကုန်သွယ်ရေးစစ်ပွဲမစားမီကလေးကစီးပွားရေးတက်တီးနေကြတာဖြစ်တယ်လို့ယုံကြည်နိုင်ပါတယ် ဒီအစီအမံတွေကို CCP ကလည်းတည်ထားပါတယ်။ဒါပေမဲ့သူတို့ကဒီတရုတ်စစ်ပေါ်ရေးကိုပိုကောင်းအောင်လုပ်မဲ့အစားတင်းအမောင်ချပြီးတော့မှတရုတ်ပြည်သူတွေကိုဘာမှမသိအောင်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အမှန်တရားဆိုတာတကယ်ကြီးမားတဲ့လက်နက်တစ်ခုဖြစ်မဲ့ CCP ကကောင်းကောင်းသဘောပေါက်ထားတာလည်းပါပါတယ်။ဒါကြောင့်တင်းအမောင်ချထားလေလေတရုတ်ပြည်မှာသူတို့အာဏာသက်ကြလေလေဆိုပြီးတော့မှတွေ့ထားတာပါ။ပြောရရင်တော့တရုတ်ပြည်သူတွေကိုတင်းထိန်ချုပ်မှုတွေဝါရားဖြန့်ချီမှုတွေလုပ်ဖို့အတွက် CCP အသုံးပြတဲ့အသုံးစရိတ်ဟာ တရုတ်စစ်တပ်ရဲ့စစ်အုံစီရိတ်ထက်တောင်မှပိုများနေပါသေးတယ်။ CCP အတွက်ကသူတို့ရဲ့ရန်သူဟာအမေရိကန်လည်းမဟုတ်ဂျပန်လည်းမဟုတ်အနောက်နိုင်ငံတွေလည်းမဟုတ်ပဲတရုတ်ပြည်သူတွေပဲဖြစ်ပါတယ်။လူလူကိုမထိန်းနိုင်ရင်သူတို့အတွက်ကအာနာဒီဖို့လည်းခက်တာပါ။ဒါတွေကိုမေးဆွေးလို့မယုံရင်တရုတ်မီဒီယာတွေကိုပဲတောကြည့်ကြည့်ပါ။တရုတ်ကစီးပွားရေးကြက်ကြီးနေတယ်။စစ်ရုံအလုံးယုံတွေပိတ်သိမ်းထားရတယ်။တရုတ်ပြည်သူတွေဟာလောက်ခလာစားရဖို့ဆန္ဒပြနေတယ်ဆိုတော့သတင်းတွေဟာတရုတ်မီဒီယာတွေထက်မှလုံးဝတွေ့ရမှာမဟုတ်ပါဘူး။ရုပ်စော့အဆုံးတရုတ်ရဲ့ဆိုရှယ်မီဒီယာတွေထက်မှတော့မှ post တခုတလီများတော့မတွေ့ရပါဘူးဒါ CCP ရဲ့သတင်းထိန်းချုပ်မှုတွေစင်ဆာတွေကြောင့်ဖြစ်ပါတယ်ပြီးတော့ CCP ဟာဘာလုပ်သေးတယ်ထင်ပါတယ်တရုတ်ပြည်ရဲ့အဓိကရင်သူတော်တွေဟာ American Japan Taiwan နဲ့အနောက်နိုင်ငံတွေပဲဖြစ်တယ်ဆိုပြီးတော့မှဝါဒဖြန့်တာပါဝါဒဖြန့်တာတော့မှပဲစာတင်ချောင်းတွေကဆလို့ကလင်းငွေတွေကိုဒီအတွေးတွေရိုက်သွင်းနေပြီးတော့မှဝါဒဖြန့်မှုတွေလုပ်နေတာဖြစ်ပါတယ်ဒါကြောင့်လည်းတရုတ်စာတင်ချောင်းတွေမှာဆိုရင် CCP ကပဲသူရဲကောင်းဖြစ်တယ် American ဟာသူတို့ရဲ့ရန်သူ တရုတ်ဟာကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဆိုတဲ့အတန်တွေအမြဲလိုလိုကြားနေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်း CCP အတွက်ကင်ဆိုးတာကတော့လက်ရှိအချိန်မှာကလေးငယ်တွေသာသူတို့ဝါဒဖြန့်သမျှကိုယုံကြည်ရင်ယုံမယ်။တရုတ်လူငယ်ထုကတော့စီးပွားရေးစက်တီမှုရဲ့အကျိုးဆက်တွေကိုခံစားနေရပြီဖြစ်တဲ့အတွက် CCP အပေါ်မှာမကျေနပ်ချက်တွေများလာကြပါတယ်။တရုတ်စီးပွားရေးအချက်အတီမှာအလောက်ကန်ခွင်လန်းတွေလည်းနေပါပြီးတော့မှမဖြစ်စလောက်ဝင်ငွေလေးနဲ့အသက်ရှင်နေကြရတဲ့အဖြစ်မျိုးကိုတရုတ်လူငယ်တွေမုံတီးနေကြတာဖြစ်ပါတယ်။ 2023ခုနှစ်ကမှတ်တမ်းတွေအရတရုတ်လူငယ်တွေရဲ့27ရာခိုင်နှုန်းလောက်ဟာအလုံးလက်မဖြစ်နေကြတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းထုံးစံအတိုင်းပဲ CCP ကဒီအဆက်လက်တွေဟာမမှန်ဘူးမဟုတ်ဘူးဆိုပြီးတော့မှတရုတ်ပြည်သူတွေကိုညင်ခဲ့ပါတယ်။တနည်းအားဖြင့်ဒီအဆက်လက်တွေဟာတင်းမာတွေဖြစ်တဲ့ကွာလာဟာလာတွေသာဖြစ်တဲ့ဆိုပြီးတော့မှတရုတ်ပြည်သူတွေကိုအယုံတင်းထားမယ်ဆိုရင်ပြဿနာမရှိတော့ဘူးလို့ CCP ကတွက်ခဲ့တာပါ။ဒါပေမဲ့လည်းတကယ်လက်တွေ့မှာတော့ဒါကအလုံးမဖြစ်ခဲ့ပါဘူး။အဲ့ဒီကလေးကဆလို့တရုတ်လူငယ်တွေရဲ့အလုံးလက်မနှုံးကမြန်မာလာလိုက်တာဟာ အခုချိန်မှာဆိုရင်ဘွေရပြီးသားလူငယ်45ရာခိုင်နှုန်းအထိတော့မှအလုံးလက်မဖြစ်နေကြတယ်လို့ဆင်ဟိုင်းတက်ကတိုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဆိုတော့တရုတ်ရဲ့အစီအစဉ်တွေကတစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတယ်ဆိုတာဒီအချက်လက်တွေကိုကြည့်ရင်ပဲရနိုင်ပါတယ်လက်တော့တရုတ်လူငယ်တွေကြားမှာလည်းအလုံးလက်မနှုန်းကများပြားလာလိုက်တာဟာစိုးရင်စိတ်တွေတော့မှမြင့်တက်လာခဲ့တဲ့အစီအစဉ်ကိုရောက်လာပါတယ်လူငယ်တွေဟာလားစားငွေကိုတော့မှမကြည့်ကြတော့ပဲရရလို့ကိုဝင်လုံးနေကြရပြီးတော့မှတိုက်ခင်းချင်းချင်းလေးတွေကြားမှာကျွဲလိုမျိုးပဲနေနေကြရတာဖြစ်ပါတယ် ဒီဘဝတွေနဲ့ပတ်သက်လို့လူမှုကွန်ရက်စာမျက်နှာတွေထဲမှာစိတ်ပြက်လက်ပြက်နဲ့ရင်ဖွင့်နေကြသူတွေလည်းတပုံကြီးပါပဲတရားဥပဒေ2500လောက်ပဲရတဲ့အလုံမျိုးတွေကိုတော့မှတရုတ်လူငယ်တွေလုံနေကြရတာဖြစ်ပြီးတော့မှ Redmi ဖုန်းအဟောင်းလေးတစ်လုံးလောက်နဲ့အလုံးလုံးတရားဥပဒေ3000လောက်ပဲပေးရတဲ့တိုက်ခင်းချင်းချင်းလေးငှားပြီးတော့မှခေါက်ဆွေးပြုတ်လောက်နဲ့ပဲဘိုက်ဖြည့်ပြီးတော့ဒီဈေးခက်ပေါ်ပေါ်အပေါ်စားဘီယာလောက်နဲ့ဘဝကိုဖြည့်သိမ်းနေရသူတွေလည်းအများကြီးရှိနေပါတယ်သူတို့ကအနာကဲပြောင်းနေတယ် တရုတ်မှာဆိုရင်သူတို့မှာအနာကဲဆိုတာရှိသေးသလားလို့တော့မှတင်တရားဝင်မိတယ်ဆိုပြီးတော့မှတရုတ်လူငယ်တွေကဖွင့်ဟနေကြတာပါဒီအစီအစဉ်တွေကအဲ့ဒီလိုတွေဖြစ်နေတဲ့အချိန်ပါပဲထရန်ရဲ့သွန်းခုန်ခုန်မြင့်တင်မှုတွေကအစင်ကိုက်ဝင်လာတဲ့အခါမှာတရုတ်ရဲ့အစီအစဉ်တွေကလုံခေါကိုပဲဗျမ်းမာတာဖြစ်သွားတော့တာပါစက်ရုံလုံးရုံတွေကလည်းဈေးကွက်ပြတ်နေတယ်အော်ဒါတွေမရတော့ဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူပိတ်သိမ်းလိုက်ရတဲ့အတွက်ဒီရုတ်တရက်အတွင်းမှာနေမဲ့တရုတ်ရဲ့အလုံးလက်မေးနှုံကအစာပေါင်းများစွာခုန်တက်တော့ခဲ့တာပါငကုတ်ကလေးကမှအလုံးကန်ကြက်တီးနေရတဲ့ကြတယ် ရထားတဲ့အလုပ်လေးတောင်မှပြုတ်တော့တလို့လာစားငွေတွေလည်းမရခဲ့တဲ့နောက်မှာတရုတ်လူငယ်တွေတရုတ်ပြည်သူတွေရဲ့မကျင်တဲ့အချက်တွေကလည်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ဂွန်ထောင်းပြည်နယ်မှာဆိုရင်ပြည်ပကအော်ဒါတွေမရတော့တဲ့အတွက်ပိတ်သိမ်းလိုက်ရတဲ့စစ်ရုံလုံးရုံတွေတော်တော်လေးကိုများတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ဒီလိုမျိုးစစ်ရုံအလုံးရုံတွေဟာပြည်ပကအော်ဒါတွေကိုပဲအားထားပြီးတော့မှသူတို့ရဲ့လုပ်ငန်းတွေကိုအဓိကလေပတ်နေရတာဖြစ်တဲ့အတွက်တစ်ဖက်ကအော်ဒါတွေကင်ဆယ်ခံလိုက်ရချိန်မှာအလုပ်တွေလည်းကတောင်ကနေဖြစ်တော့ပြီးတော့မှ မခံနိုင်တဲ့လုပ်ငန်းတွေရန်နာလိုက်ရတာဖြစ်ပါတယ်။ပြောရရင်တော့ဒီတရုတ်ကစက်ရုံအလုံးယုံတွေဟာပြည်ပကနေအော်ဒါရရင်ဇယံငွေရယုံလောက်ပဲလက်ခံပြီးတော့မှသူတို့ရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေကိုစတင်ကြပါတယ်။ဥပမာတီရှပ်ထုတ်လုပ်တဲ့စက်ရုံအလုံးယုံတရုတ်ကအမေရိကန်ကနေဒေါ်လာတသန်းဘိုးအထည်အော်ဒါတွေရလာပြီဆိုရင်ဒေါ်လာတသိန်းလောက်ကိုဇယံငွေအဖြစ်လက်ခံပြီးတော့မှတီရှပ်ထုတ်လုပ်မှုတွေစတင်ပါတယ်။တီရှပ်ဒေါ်လာတသန်းဘိုးထုတ်လုပ်ဖို့လိုအပ်တဲ့အထည်ကုန်ကျန်းတွေဝယ်ယူဖို့အတွက်တော့မန်ကနေရှင်းငွေရယူပြီးတော့မှမှားထားတဲ့တီရှပ်တွေအတွက် ရတဲ့အထိထုတ်လို့ရပါတယ်။အဲ့ဒီတော့ order ရတဲ့ပမာဏပြီးပြီဆိုရင်ပြည်ပကဝေလက်စီကိုတင်ပို့ပေးတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှသာစက်ရုံအလုံးယုံတွေအနေနဲ့ဒေါ်လာတစ်သန်းကိုအပြည့်အဝရကြတာဖြစ်ပါတယ်။ဝေလက်ဘက်ကငွေအပြည့်အဝရပြီဆိုရင်ဘန်ရှင်းငွေလည်းဆက်နိုင်တယ်။ဝန်ထမ်းတွေကိုလည်းလာစားပေးနိုင်ပါတယ်။ဒီလိုနဲ့လေပဲနေကြရတဲ့စက်ရုံအလုံးယုံတွေဟာပြည်ပက order တွေရုပ်တရက်ပြန်လေပြည့်ဖြဲခံလာရကြိမ်မှာတော့လုပ်ငန်းလေပဲဖို့အတွက်ငွေစီးဆင်းမှုတွေပါရည်တန်းတော်ပြီးတော့မှ အဆုံးသက်မှာတော့ကိုလက်ထဲမှာကုန်ပစ္စည်းတွေတပြုံတမကြီးတောင်းတင်နေပြီးတော့မှငွေလည်းမရဗန်ရှင်းငွေလည်းမဆက်နိုင်ဝန်ထမ်းတွေလည်းလာစားမပေးနိုင်ဖြစ်ပြီးတော့မှလုပ်ငန်းရန်လာရတဲ့အဖြစ်ကိုရောက်သွားကြပါတယ်။ဒါကြောင့်ဒီတစ်ခါတော့ trend ရဲ့ရိုက်ချက်ကတော်တော်လေးကိုပြင်ပြီးတော့မှစီချင်းမြေအနေနဲ့တရုတ်ပြည်အတွင်းအခြေအနေတွေကိုတော့မှထိမ့်သိမ်းလို့မရနိုင်အောင်ဖြစ်ခဲ့ရတာပါ။ဒီအချိန်မှာစီချင်းမြေနဲ့တရုတ်ကွန်မြူနတီပါတီ CCP ဟာတရုတ်လုံသားပြည်သူတွေကိုကောက်ကွယ်မပေးတော့ဘူးလား။ကောက်ကွယ်ပေးနိုင်စုံမရှိတော့ဘူးလားလို့အမေးစရာရှိလာပါတယ်။ ဒီမေးခွန်းကိုတရုတ်အစိုးရတာဝန်ရှိသူတွေကိုတောင်းပြကြည့်မယ်ဆိုရင်တော့အခုဒီတရုတ်နိုင်ငံသားရေးဝင်ကြီးဖြစ်တဲ့ဒီဝင်ကြီးပြောထားသလိုပဲပြောကြပါလိမ့်မယ်ခမရတို့ကတရုတ်အကြောင်းကိုနားလေလို့လားတရုတ်ကိုရောရောက်ဖူးကြရလားတရုတ်ဟာဆင်းရဲနုံနင်းနေတဲ့နိုင်ငံတကာနိုင်ငံဘဝကနေရုံထွက်လာပြီးတော့မှဆင်းရဲမွေးတည်နေတဲ့ပြည်သူပေါင်းသန်း၆00လောက်ကိုကောင်းမွန်တဲ့လူနေမှုဘဝစီကိုပို့ဆောင်ပေးခဲ့တဲ့နိုင်ငံဖြစ်တယ်လို့ဝင်ကြီးကပြောခဲ့မှုတာပါအခုတော့ဒီတရုတ်ဆိုရဟာတချိန်လုံးကသူကေတင်ခဲ့မှုတဲ့ပြည်သူတွေကို ဆင်းရဲတွင်ထိပ်ပြန်ရောက်အောင်လုပ်နေသလိုဖြစ်နေပါတယ်။တချိန်တုန်းကတော့တရုတ်ကောင်းဆောင်ဂျီမော်စီတုံးကလည်းဒီလိုမျိုးတွေလုပ်ခဲ့မှုပါတယ်။ဒါကတော့ဒီတရုတ်ပြည်ရဲ့စာနေရိက္ခလိုအပ်ချက်ကိုဖြစ်တင်ပေးနေကြတဲ့လေသမားတွေကိုဒီခမရတို့စဘာမဆိုင်တော့နဲ့စိုက်ပျိုးရေးအစားတန်တဲ့တန်မဏီတွေထုတ်လုပ်နိုင်မဲ့စက်ရုံအလုံးရုံလုပ်ငန်းတွေကိုပဲလုပ်ကြတော့ဒါကသာတရုတ်လိုအပ်နေတဲ့အရာဖြစ်တယ်ဆိုပြီးတော့မှစိတ်ခိုင်းခဲ့မှုပါတယ်။အဲ့ဒီတော့မှတော့တရုတ်ဟာကမ္ဘာအဆိုးရွားဆုံးငံမော့ခေါင်ပါမှုဘေးကိုရင်ဆိုင်ရတဲ့နိုင်ငံဘဝကိုရောက်တော့ခဲ့ပါတယ် ဟုတ်ပါတယ်မော်စီတုံးရဲ့ policy အလွေအမှားတွေရောက်တရုတ်ဟာဆင်းရဲနော်နေတဲ့ဘဝကိုရောက်သွားခဲ့ရတာပါမော်စီတုံးဆုံးဖြတ်ခဲ့ပြီးနောက်မှာမှအဲ့ဒီ policy တွေကိုပြန်လေရုပ်သိမ်းလိုက်ပြီးတော့မှလမ်းကြောင်းမှန်ပေါ်ပြန်တက်လာနိုင်ခဲ့လို့သာတရုတ်ပြည်သူတွေရဲ့ဘဝကအပေါင်းလက္ခဏာဆောင်လာခဲ့တာဖြစ်ပါတယ်ဝန်ကြီးရဲ့ပြောစကားကိုကြည့်မယ်ဆိုရင် CCP ဟာတမိုင်းကိုပြန်ထိုးပြပြီးတော့မှအမဲယူနေတယ်လို့မျိုးပါပဲဒါပေမဲ့လည်းတကယ်လက်တွေ့မှာတော့အခုချိန်မှာ CCP ကိုယ်တိုင်ကကိုမဟာဗျူဟာအမားရွေးချယ်မှုအမားတွေနဲ့ တရုတ်ပြည်သူတွေကိုဆင်းရဲဒွန်းထဲပြန်ခေါ်နေတယ်လို့တောင်မှဖြစ်နေပါတယ်။ဝန်ကြီးရဲ့ပြောစကားတွေကိုပဲကျွန်တော်တို့ပြန်ကြည့်ကြည့်အောင်ပါ။ပြောရတူချင်း GDP ဒေါ်လာ6000လောက်ရှိတဲ့ကမ္ဘာဒုတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ဆိုတာမိတ်ဆွေတို့သိပါသလားလို့ဝန်ကြီးကဆက်ပြောထားပါတယ်။ပြီးတော့မှတရုတ်ကသာလူအခွင့်အရေးတွေကိုကောက်ခွေမပေးခဲ့ရင်ဒီလိုစီးပွားရေးတိုက်တက်မှုတွေရနိုင်မလား။တရုတ်ဟာဖွေးစည်းပုံရှိကဲဥပဒေတွေမှာကိုလူအခွင့်အရေးတွေကိုကောက်ခွေဖို့ထိတွင်းထားတဲ့နိုင်ငံဖြစ်တဲ့တရုတ်ဟာလူအခွင့်အရေးတွေကိုဘယ်လောက်အထိအလေးထားသလဲဆိုတာ တရုတ်ပြည်သူတွေသာတည်တယ်ဆိုတော့တရုတ်ပြည်သူတွေသာဒီအကြောင်းနဲ့ပတ်သက်လို့ပြောခွင့်ရှိတယ်ခမားတို့ပြောပိုင်ခွင့်မရှိဘူးဆိုပြီးတော့မှဝန်ကြီးကဆက်ပြောထားပါတယ်ဆိုတော့အခုချိန်မှာတော့တရုတ်ပြည်သူတွေဟာတရုတ်ရဲ့အရှင်နေမှန်တွေကိုပြောပြနေတဲ့အရှင်ရောက်နေပြီလို့တော့မှပြောနိုင်ပါတယ်ဝန်ကြီးစကားအရဆိုရင်လက်ရှိဖြစ်နေတဲ့ဆန္ဒပြပွဲတွေမင်းမေးစရိုက်ဆန်ဆန်ဖြစ်ရတွေဟာ CCP ရဲ့အလွင်မှားတွေကြောင့်သာဖြစ်တယ်လို့ဆိုရမလို့ပါပဲတစ်ဖက်မှာပြည်သူတွေကအကြက်တီးဆုံးအရှင်ကိုရောက်နေချိန်မှာရှီကျင်းဖျင်ကတော့အဆုံးထိဆက်သွောမယ်ဆိုပြီးခေါင်းမာနေတုံးပါပဲ။ တစ်ဖက်မှာတရုတ်ပြည်သူတွေကို CCP ကနှီးမျိုးစုံနဲ့လိန်နေနေပြီးတော့မှဝါရဖြည့်မှုတွေနဲ့အုံနောက်ဆင်းနေချိန်မှာတရုတ်ခေါင်းဆောင်တွေနိုင်ငံရေးသမားတွေနဲ့အရာရှိတွေကတော့သူတို့ရဲ့တာသမီတွေကိုအမေရိကကိုပို့ထားပြီးတော့မှပုံမကောင်းမွန်တဲ့ဘဝတစ်ခုမှာနေခိုင်းထားပါတယ်။ဒါတွေကလက်ရှိချိန်မှာတရုတ်ရင်ဆိုင်နေရတဲ့ပကတိအမှန်တရားတွေလည်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။ဗီဒီယိုနဲ့ပတ်သက်တဲ့မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဆက်ရေးပေးတော့ကြပါဦး။နောက်လေးတွေမှာလည်းအခုလိုမျိုးလက်တော်ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရေးအခင်အကျင်းတွေ ထူးခြားဆန်းပြတဲ့အကြောင်းအရာတွေနဲ့မဟုသုဒရရစေမယ့်အရာတွေကိုအမြဲတမ်းလက်နှက်မိကြလို့ရှာဖွေတင်ဆက်ပေးနေဥမှာမို့ဆောင်းမြကြည့်ရှုကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လက်မှတ်ဘွဲ့လက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှာစိတ်နှောသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 61 625နဲ့ 39ကို6095539411တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရောရှင်။